ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်မေဇွန်မှာဟုတ်ပြီ28နှစ်ပါဆရာကြီးအရွယ်ကောင်းလေးထိုင်းမှာပါဘိုးဘွားရိတ်တာလို့ပေါ့နော်လူကြီးတွေကိုကြည့်တဲ့အလုပ်ပါတဲ့အာတာရုဗျာဂရုစိုက်ပါသမီးရေဟုတ်ကဲ့ဆရာဆရာကြီးရှင်တဲ့ကိုလေးချိန်ရတဲ့38 kg တဲ့38 kg ဆို84ပေါင်လောက်ပေါ့ဆရာကြီးဟွန်းနဲလို့နေမှာဟာပိန်ပါတယ်တဲ့ ပိန်ပါတယ်။ဟုတ်တရားနေစားရရှိဖို့ကောင်း။ဟာပိန်ပါတယ်တဲ့။တွေးရအမြင်အမြဲတမ်းနဲပါတယ်တဲ့။ဟုတ်ပြီ။တန်းဗါလဲတွေးပေါင်ချိန်ကလည်းတဲ့80တဲ့အပေါ်80အောက်90ရှိပါတယ်။နဲလွန်းနေ။ဟုတ်ကဲ့ဆရာကြီး။နဲလွန်းနေအန္တရာယ်ရှိတယ်။ဟုတ်ကဲ့ဆရာကြီး။အဲ့ဒါအတွက်ကထိုင်နေရဲ့အလကားမင်းနဲ့ဟုတ်ကဲ့ဆရာကြီး။လေဝဝရှူ။ဟုတ်ကဲ့ဆရာကြီး။နှာခေါင်းအရှူတဲ့ မစားတာထုတ်ဟာဆူတဲ့ဟာတဝရှူဘိုက်ကြီးဖောင်းတော့ပြန်ထုတ်လေးရဝဲရလားမဝဲရပါဘူးဆရာကြီးဘယ်မှာရှိလဲကိုဘယ်မှာရှိတလောကလုံးမှာရှိရှိတယ်ဟုတ်ကဲ့ဆရာကြီးဒါမဲ့ရွေးချယ်ရမယ်လေးရတော့တန်းရမယ်ဟုတ်ကဲ့ဆရာကြီးမြို့ကြောင်ထဲမှာရှူတာတို့ထမင်းစားကရှူတာတို့အဲ့လိုမဟုတ်ဘူးကိုအေးရဲ့အတန်ဆုံးနေရာကိုပတ်ဝန်းကျင်အတန်ဆုံးနေရာဖြစ်နိုင်ရင် တစ်ပင်ကြီးကြီးအောင်တို့ကံပေါင်းတို့ရှိရဲ့အဲ့လိုနေရာမျိုးမှာရှူဝေးရင်ကိုဒီယောဂကတဝက်သက်သာသွားမှာပါအဲသွေးပေါင်းသွေးပေါင်းကြတဲ့ယောဂပါနော်ဟုတ်တယ်ဟာပြန်တက်လာမှာပါဟုတ်ကဲ့သူရေးထားတာလေးဆက်ဖတ်ပြပါမယ်ဆရာကောင်းပြီစေးလုံးကြီးတဲ့တစ်နှစ်ကိုနှလုံးလောက်ပေါ့နော်ချိတ်ရပါတယ်တဲ့ဘာလို့စေးလုံးကြီးတဲ့စေးလုံးကြီးလို့ပြောသူသွေးပလင်လားစေးလုံးကြီးလို့ပြောတာဆရာကြီးသူသွေးပေါင်းကြတယ်သွေးအားနည်းတော့ပေါ့နော် အင်းနေနေတဲ့အတွက်သူကစေးလုံးကြီးလို့ပဲပြောတယ်သူနားလဲသူပြောတယ်ဟုတ်ပြီအိမ်တောင်မရှိသေးပါတဲ့ယာတီသွေးကလည်းတဲ့နှစ်လမှတစ်ခါလာပါတယ်နေလို့နေအသွေးအားကိုနေနေတာအသွေးအားကိုနေတာပေါ့နော်အဲ့ဒီအတွက်လေးကြားပြပြောချင်ပါလားဟုတ်ကဲ့ဆရာကြီးနော်မြည်တို့ပြင်ဆိုစေးဘလို့မှမမားတာပေါ့နော်ဟုတ်ကဲ့ဆရာကြီးကစင်းရဲ့အယူအနီကိုတမီထင်းညက်နဲ့ပြုတ်လိုက်ပါဟုတ်ကဲ့ဆရာကြီးကစင်းရဲ့အယူအနီကိုထင်းညက်နဲ့ပြုတ်ပြီးရင် ကော်ဖီမုန်လေးနည်းနည်းထဲပါဟုတ်ကဲ့ဆရာတောက်လို့ကောင်းစားလို့လေးနည်းနည်းထဲပါဟုတ်ကဲ့ဆရာကစွန်းရဲ့အယူအနီရဲ့ထညက်နဲ့ထညက်ကေကော်ဖီမုန်လေးရဲ့စားလို့လေးစားလို့လေးဟုတ်ကဲ့ပြောတော့တာများတာအိမ်မှာအကုန်အစင်းသိရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒါကိုကြူထားပြီးတော့သမီးရေမတော်ခွင်းနဲ့ခရားထဲမှာသုံးမှုဝင်းထဲမှာတည့်ထားပြီးတော့ဟုတ်ကဲ့ဆရာတနေကုန်အဲ့ဒါတောက်လိုက်လို့ရှင်သမီး၃ရက်နဲ့၅ရက်လောက်ကြိုးစားပြီးတောက်လိုက်စမ်းပါဟုတ်ကဲ့ဆရာ၃ရက်ဆွေကိုသမီးယောဂါ တမိကျင်းနဲ့လောက်အောင်တိုးတက်လာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးငါရဲ့လောက်ဆိုတော့ပျောက်ကိုသွားမှာပါလို့ပြောပြောချင်ပါတယ်ဆရာကြီးဟုတ်ကဲ့ဆရာကြီးသူကတော့ရာဒီသွေးနှစ်လတစ်ချိန်လာတယ်အသားရေမြဲပူတယ်နော်ဝမ်းချုပ်ရတယ်အဲ့စပင်းကျွတ်တယ်ရာဒီသွေးမှန်မယ်မှန်မယ်ဝင်းမှန်မယ်ဝင်းမှန်မယ်စပင်းကျွတ်ထားလဲတက်တာသွားမယ်တက်တာမယ်ဟုတ်ဖြူထားလဲတက်တာသွားမယ်ဟုတ်ကဲ့ဆရာကြီး နောက်အေးလည်းမဝပါတဲ့ဟုတ်ပါပြီအေးလည်းဝလာမယ်ပေါ့နော်ဆရာကြီးအေးဘာလို့လဲဆိုတော့ तू อ่ะအပူငိမ့်သွားရင်တပည့်ရဲ့ဟုတ်ကဲ့ဆရာကြီးအပူငိမ့်သွားရင်ဒါတွေအားလုံးကတပြိုင်တည်းတည်းတူးတက်လာမှာပါဟုတ်ကဲ့ပါဆရာကြီးနော်တစ်ချက်ကိုနှစ်ချက်ပြတ်မကားပါဘူးဟုတ်ကဲ့ပါဆရာကြီးအပူသာငိမ့်အောင်လုပ်ပါဟုတ်ကဲ့ပါအဲ့ဒီအချိန်မှာမှာ အပူတကအပူဆိုတာဘာအပူဆိုဆိုစိတ်အပူပါဆရာကြီးစိတ်အပူပါဟုတ်ကဲ့ပါဆရာစိတ်ထောင်းရင်ဘာကြည်လဲကိုကြည်ပါဆရာကြီးကိုကြည်တယ် तू ကအိမ်အောင်တယ်လားအပြိုပဲဆရာကြီးအပြူကြီးနော်ရှိပါဘူးတဲ့ဟာ29နှစ်ပဲရှိသေးတယ်อืมအဲ့အဲ့ဒီအပြူကြီးအပူပူဆိုတယ်ဟုတ်ကဲ့ဆရာကြီးအိမ်အောင်တဲ့ယောက်ျားတယောက်တည်းပဲပူရမှာဟုတ်ကဲ့ဟုတ်ကဲ့အပြူကြီးတော့ဟိုနှစ်ဖက်ဒီဘူမိဘဘူကဒီဘက်ရွှေမျိုးဘူကအတူတူမလေးရှင်တူတူမတွေတည်းဘူက မောင်နေညီမတွေရှိမောင်နေညီမတွေပူကရှောက်ပူနေရတာဟုတ်သူဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒီအပူတွေကလည်းမပူပါနဲ့လို့မတားပါဘူးဟုတ်ကဲ့ပါဆရာကြီးပူသင်းတာလည်းလည်းပူမပူပါနဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒုရောဂကြီးဆိုတာပူရမယ့်အမျိုးပါဟုတ်ကဲ့ပါဆရာကြီးနော်စာတော်သားပြောသလိုပြောရင်တော့ပူဖို့လူဖြစ်လာတာပဲဟုတ်ကဲ့ဆရာကြီးတပူပူကတော့ပူရမှာပဲဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့ပါအဲ့တော့ပူသင်းတဲ့လောက်တော့ပူပါ ပို့မပူပါနဲ့လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲအစာဝအနာကင်ပါရရှင်ကြပါစေဗျာ